မင်္ဂလာပါရှင်တရဝန်ထားမွန်ချင်းနာကျူကဘာရဲ့ဒီနေ့မှာကျမက collective reel လို့ပြောမှာ reel နဲ့ထိုက်တဲ့လေးကတော့တင့်ကိုချစ်မိသွားတဲ့တစုံတယောက်ကြောင့်ဖြစ်ပါတယ်နော်အဲ့တော့တင့်တင့်ကိုချစ်မိသွားတဲ့တစုံတယောက်အကြောင်းပါဆိုရင်တော့တင့်ရဲ့ crush လည်းဖြစ်နိုင်ပါတယ်နော်အဲ့တော့တင့် crush လည်းဖြစ်နိုင်တယ်ဇုံတယောက်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့သူ့အကြောင်းလေးကိုကြည့်မယ်နော်သူ့ energy ကြည့်မယ်သူဘယ်လိုသူမျိုးလဲဆိုတာကြည့်မယ်ချစ်ဆက်ပါဖြစ်ဖို့ရှိတယ်ဆိုတာကြည့်မယ်နော်အဲ့တော့ဒီမှာကလက်ရှိသူ့ရဲ့ energy ကိုကျမကြည့်ပေးထားပါတယ်နော် တော့ဒါက romantic terror နဲ့ကျွန်မကြည့်ပေးထားတယ်ပေါ့နော်အဲ့တော့ဒီမှာက temperance ကိုမြင်နေရတယ် temperance is a one နဲ့နှက်ကဆွဲပေးထားတယ်ပေါ့နော်အော်ကျွန်မတွေ့နေရတာကလည်းသူနဲ့သူနဲ့တင်နေကြတယ်မှာပေါ့နော်အဲတင်ကိုချစ်မိသွားတဲ့သူတယောက်အကြောင်းပေါ့နော်ဒီလိုကသူ့လက်ရှိ energy မှာဆိုရင် တော့တအားချစ်အဲဟိုဘောနော်ဟိုမျိုးလဲတင်းအရင်သဘောကြနေတင်းရဲ့အပြုမှုအလုပ်ကိုင်းလေးတွေပေါ့နော်အဲတင်းရဲ့ဟိုကိုနေကိုဟန်ပေါ့နော်အဲအဲ့လိုမျိုးပေါ့နော်ဟိုခေါင်းစားခြေစုံသူအရင်ချစ်နေရမျိုးလဲခံစားမိရဒီမှာတွေ့ရတယ်တချို့လေးကျမခံစားမိရတင်းတို့ရဲ့အဲဟိုဒီ relationship ကလည်းတက်လက်ပိုင်းလောက်မှစတင်တဲ့အရာမျိုးလဲကျမခံစားမိရပေါ့နော်တက်လက်ပိုင်းဆိုတာကအဲ40ကျော်လောက်ပေါ့နော်တချို့လေးပေါ့နော်အကုန်လုံးမဟုတ်ပါဘူးနော်အဲအဲဒီ40ကျော်လောက်မှပေါ့နော်အဲချစ်မိသွားပြီးတော့မှ တင်လို့တော့စတင်ပြီးတော့မှာပေါ့နော်အခြေစတင်နေကြတဲ့ connection တစ်ခုပေါ့နော်အပြူကြီးရေလူမျိုးကြီးလည်းဖြစ်နိုင်ရယ်နော်ဒီ connection ကလေအဲ့လိုမျိုးမြင်နေရတယ်ပေါ့နော်ဟို ဟိုချစ်မိသွားပြီးတော့မှသဘောကျပြီးချစ်မိနေရဲ့အကြောင်းချစ်မိနေရဲ့ဗောနော်အဲချစ်တစိမ့်စိမ့်ကြည့်ပြီးတော့ချစ်နေတာလို့သူကလေအဲ့လိုမျိုးမြင်နေအရန်ချစ်တဲ့သူမျိုးအမျိုးသားလေးဆိုလဲဒီဗောနော်ဒီအမျိုးသမီးလေးတို့ဒါတစိမ့်စိမ့်လေးကြည့်ပြီးတော့မှဒီအမျိုးသမီးလေးရဲ့အလုပ်ပုံကိုင်ပုံလေးကိုဗောနော်ကြည့်ပြီးတော့မှသဘောကျနေနှစ်ချိုင်နေတာမျိုးဗောနော်အဲ့လိုခံစားမိတယ်ဗောနော်အမျိုးသမီးလေးဆိုတဲ့ဒီအမျိုးသားရဲ့ဗောနော်ဒီပုံအဲသူရဲ့ပြောပုံဆိုပုံအနေပုံထိုင်ပုံလေးတွေဗောနော်သူရဲ့ဝတ်စားစင်မှုပေါ်အစမကြာလေးကိုလည်း သဘောကျနေတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အမျိုးသားလေးနဲ့ဆိုင်သလိုအမျိုးသမီးလေးနဲ့ဆိုင်ပါတယ် is one once ပါဆိုရင်အဲဒီလိုမျိုး connection တစ်ခုကိုပြန်လဲပြီးတော့မှအစ်စတင်မယ်စတင်ပြီးသွားခြင်းနေတာမျိုးစိတ်ဆန္ဒလေးရှိရပေါ့နော်ဒီလိုရဲ့ energy ကလေးအဲ့လိုမျိုးတွေ့ရတဲ့တစ်ဖက်သူ energy ကလည်း လက်ရှိမှာကျမဒီမှာထင်ရတာပကြီကားလေးတွေမှာကြီးအလုပ်တွေလုပ်နေရအရာမျိုးကျမခံစားမိရတဲ့လားဒီလူကလည်းအဲရေနဲ့ပတ်သက်တဲ့လုပ်ငန်းတစ်ခုမှလှုပ်လှုပ်နေတာမျိုးလေးရောမြင်နေရတချို့လေးเนาะအဲရေနဲ့ပတ်သက်တဲ့လုပ်ငန်းတစ်ခုပေါ့เนาะအဲလှုပ်တစ်ခုမှလှုပ်နေတယ်ပြီးတော့နောက်အေးတဲ့ဒေတာတစ်ခုမှလှုပ်လှုပ်နေရသူမျိုးဆိုတာလည်းခံစားမိရတယ်ဒီလူကလေတချို့လေးเนาะအကုန်လုံးเนาะကျွန်မဒီမှာကမြင်ရတဲ့အရာလေးပြောပြရအောင်เนาะအေးအေးရဲ့နိုင်ငံအေးတဲ့ဒေတာမှလှုပ်နေလှုပ်နေရသူပြီးတော့ရေ ရေနဲ့ပတ်သက်ပြီးတော့မှဘောတော့အမတေမောအတေမောမှာလုံးလုံးနေတဲ့လူမျိုးပေါ့အဲ့လိုမျိုးတွေ့ရကိုချင်းမိသွားတဲ့သူပါလေအတမရိုမန်စတဲရိုနဲ့ရိုမန်စတဲတဲရိုနဲ့ချစ်ပြီးမယ်နော်အဲ့တော့တင့်ကိုချစ်ပြီးသွားတဲ့သူကဘယ်လိုသူမျိုးလဲဆိုတော့ကျန်ပါလေကိုလက်တလေးကိုချစ်မိသွားတဲ့သူကဘယ်လိုသူမျိုးလဲပေါ့နော် အော်တက်လက်ကက်လက်ပိုင်းလေးတွေကတော့ကိုပြီးခံစားမိရဲ့ဒီကောဒီရူဂျင်ကလည်းအဲ့လိုမျိုးခံစားမိရဲ့ပေါ့နော်ကွန်နက်ရှင်တစ်ခုရရှိဒါမဲ့ဒီကွန်နက်ရှင်တစ်ခုကသင်တို့နှစ်ယောက်ကြားထဲမှာအရင်ထူးခြားနေရမျိုးတိတ်တော့မဟုတ်ဘူးဒါမဲ့တစ်ဖက်သူကတော့ကိုယ့်ကိုသဘောလေးကြားနေရဲ့အဲဖွင့်ပြောတဲ့အနေထားတော့မဟုတ်သေးပါနဲ့လေတစ်ဖက်သူတစ်ဖက်နဲ့တစ်ဖက်ကြားမှာစကားပြောဆိုရတာကအဲသူ့ရဲ့အခြေအနေဘယ်လိုလဲဆိုတော့ အဲ quality layer တိကောင်းတည်နိုင်မှာဒါပေမဲ့ဒီလိုဖွင့်ပြောသေးရတဲ့ပဲအဲဟိုဟိုလိုဒီလိုဘောဟိုမြောင်းသူမြောင်းကိုဖြစ်တဲ့အနေထားလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီလိုကတော့ကိုယ်သဘောကျနေချက်မိနေတာမျိုးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ तू ကဘလို့သူမျိုးလဲဆိုတာသိချင်ပါတယ်ဟယ်လို5 ဘာသာရေးလိုက်စားတဲ့သူမျိုးเนาะဒီလူကလေဘာသာရေးလိုက်စားတဲ့သူမျိုးဆိုလည်းမြင်နေရတယ်။ Four of Pandigay ရဲ့တင်းနေလေအသက်ရွယ်အဖြစ်เนาะဒီမှာကြည့်ရတာလေဟိုနည်းနည်းလေးကြီးမဲ့သူမျိုးเนาะအသက်ရွယ်အဖြစ်တဲ့ဟိုနည်းနည်းလေးကွာဟောင်းမှုနဲ့အနှဲငယ်လေးရှိနေမယ်เนาะအဲ့လိုမျိုးတွေ့ရတယ်။ ဒီဒီပိုင်းဆိုင်မှာလည်းဒီမှာเนาะသူ့အတော်တန်းဖြစ်အတော်တန်းဖြစ်ဆုံးတဲ့သူဆိုတာလည်းမြင်နေရတယ်เนาะ Fine Rocket မင်းအော်ဘောเนาะအမျိုးသားလေးဆိုလို့ရှင်ဒီမှာအမျိုးသမီးလေးတွေရာလေးသူသဘောကျတဲ့သူမျိုးပေါ့เนาะအဲ့လိုမျိုးခံစားမိရင်ဘေးနားမှာလေးကိုလို့လဲဘေးနားမှာသဘောကျတဲ့သူတွေရှိရယ်ပေါ့เนาะသူ့ကိုလေအဲ့တော့ဒီကြားထဲကနေပြီးတော့မှအမျိုးသားလေးတွေက quality လေးသဘောကျအောင်လည်းခံစားမိရယ်เนาะအဲ့တော့ဒီမှာလည်းတေးချာတယ်ဒီမှာကြည့်ဒီမှာတစ်ခုမြင်နေရဒီအမျိုးသမီးလေးအများကြီးရှိရတဲ့နေရာမှာတုံလိုက်ပန်းစည်းလာပေးခြင်းနေရဆိုတော့လေသူ့မှာဘေးနားမှာအဲ့လိုမျိုးပေါ့เนาะဟိုပြွတ်ရမ်းတက်တက်နှင်းစီခံပေါ့တင်းတင်ရဲ့အလုတ်ကင်ကိုတင်ရဲ့အလုတ်ကင်တင်ရဲ့အရေးချင်းဒါမှမဟုတ်တင်ရဲ့နေထိုင်အဲတင် collateral လေး collateral လေးချိမိရတဲ့သူရဲ့တစ်ဖက်သူကပေါ့နော်ပြောမှဆိုလို့ရှိရင် collateral လေး ီလူကကျမကခုနပြောနေတဲ့ရှုပ်သွားတာမျိုး sorry နော်ကျမပြန်ပြောမယ်အစားအနေအားဆိုရင် ရှုပ်မှာဆိုလို့အဲ့တော့ collateral ကိုချစ်မိရတဲ့သူကဗောနော်ပြောမှာဆိုလို့ရှိရင်ဒီလူကအဲအမျိုးသမီးလေးဆိုလို့ရှိရင်လည်းသဘောကျတဲ့သူတွေများတဲ့သူเนาะအမျိုးသမီးလေးဆိုလို့ရှိရင်အဲသူ့ဘေးနားမှာအမျိုးသားလေးပပလည်းပပလည်းရှိနေရတဲ့သူမျိုးဗောနော်အဲစမ်းပွင့်တဲ့သူမျိုးအမျိုးသားလေးဆိုလည်းသူ့ဘေးနား main ကလေးတွေဗောနော်သဘောကျတဲ့ main ကလေးတွေအဲသူ့လိုချင်တဲ့ main ကလေးတွေရှိရတဲ့သူမျိုးအဲအဲ့လိုမျိုးဗောနော်အဲ့လိုမျိုးဂျားတွေကနေပြီးတော့မှ collateral သဘောကျတာမျိုးဗောနော်အဲ့လိုမျိုးတွေ့ရတယ်အဲသူ့ဘေးနားမှာရွှေချွဲခွင့်တွေရှိရဲ့ကွာပြောမှာဆိုရွှေချွဲခွင့်တွေရှိရဲ့အဲသူ့အချိန်မျိုးသူ ီဘလူပဲဖြစ်သူရွေးချယ်လို့ရတယ်ဒါပေမဲ့လည်းသူက collect လေးရဲ့တည်ငြိမ်နဲ့ရင်းချက်တဲ့ပုံစံလို့သူသဘောကျတာမျိုးအဲအဲ့လိုမျိုးခံစားမိရဲ့ four of panicle เนาะ four of panicle မှာဆိုလို့ရှိရင်လည်းဟိုဒီ collect လေးနဲ့ production တစ်ခုကတော့နည်းနည်းလေးတော့ဟိုနော်တော့စကားပြောတဲ့အနေအထားတစ်ခုဆိုလို့ရှိရင်လည်းနည်းနည်းလေးတော့အချိန်ကလာတစ်ခုတော့လာပိုင်းချလာအနေငယ်တော့ကြာအောင်ကြာကြာကောင်းကြာနိုင်တော့မို့လဲအဲဟို မနှစ်ဝင်ကျင်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့သူနဲ့ကိုနဲ့ကြာမှာစကားတွေပြောဆိုနေတယ်ဒါမှအချိန်တွေကအရင်မထူသေးဘူးသူတဘောကြာတော့ collateral တွေတိတာမျိုးလည်းဖြစ်နိုင်တယ်နော်အသူမိန်းသားမှလည်းအဲ့လိုမျိုးပေါ့နော်ဟိုချစ်သူခင်သူတွေတဘောကြာတဲ့သူတွေရှိရသူမျိုးဆိုတာလည်းမြင်နေရပေါ့သူလိုချင်တဲ့သူတွေလည်းရှိနေရမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရတဖက်သူကလည်းအဲ့လိုမျိုးမြင်နေရတယ်ငွေရှိပိုင်းအဆိုင်အမှာလည်းအတင်းအကျပ်ပြည့်စုံတဲ့အရာမျိုးလည်းတွေ့ရတယ်ဒီမှာမြင်ရတော့ဟို hierophant energy เนาะ hierophant energy ဆိုတော့ဘာသာတရားနဲ့ပတ်သက်ပြီးတော့မှလည်းဘာသာရေးလုပ်တယ်ဘာသာရေးလိုက်စားတဲ့သူမျိုးပေါ့เนาะသူ့ကိုသဘောကျတဲ့သူကချစ်မိတဲ့သူကလေသူ့ရဲ့ energy ကလေအဲ့တော့မဒီ romantic တဲ့တော့ထပ်ကြည့်လိုက်အောင်မနော် အော်တော့ remote တစ်ထည့်တော့ listen ကျမကြည့်မယ်ပေါ့နော်။သူဘလိုသူနည်းလဲဆိုတော့ကျမကြည့်ပါမယ်။ Sorry I'm the worst ။ငါမှားရတယ်ပေါ့နော်သူနည်း။ or rules ဟုတ်တယ်လည်းပါတော့မြင်နေရတယ်နော်တလည်းပါတော့မြင်နေရတယ်ကိုလက်တလေးတွေ့ရလားမသိဘူးအတန်းနဲ့ဖူးချိတ်ထားတာမျိုးတော့တွေ့ရတယ်နော် ော့မရတဲ့တဖက်သူနည်းလေးအလုပ်များနေသူလာမြင်နေရတော့အလုပ်တွေများနေတယ်အင်းဒီပန်းလေးပေးရလဲမြင်နေရတော့ first impression တမတလဘာလဲမြင်နေရတော့လေတဖက်သူကအဲသူဘလို့သူပြောလဲဆိုတာလားသူရဲ့ energy ကိုကျွန်မပို့ပြီးတော့ခံစားမိနေတယ်ပေါ့နော်ဒီမှာကတ်တရဆိုလို့ရှင်ပေါ့နော်အဲ့တော့ဒီမှာမြင်နေရတာတဖက်သူကအဲသူ့ချစ်ချင်းမိသားစုကိုကို ဘောနော်ဒီယုံကြည်စွာနဲ့ဘောနော်ဒီဒီရှိဆက်လာမဲ့အရာတခုမှဆိုသူ့ဘက်ကနေပြီးတော့ပြင်ဆင်မဲ့အရာတွေကိုကျွန်မခံစားမိရပေါ့နော်သူ့ဘက်ကနေပြီးတော့မှသူ့ကကိုအဲကိုနဲ့ quality လေးတွေကိုပေါ့နော်ဒီ deliver နိုင်ထားတဲ့လက်တွဲဖို့တွေပေါ့နော်အဲအလုပ်ကောင်းတဲ့သူစုပ်ပေးမှလည်း ကိုနဲ့ပတ်သက်ပြီးတော့မှသူမှဒီရှင်းရှင်းပြတာကအပေးလူပေါ့နော်သူ့ဘက်ကနေပြီးတော့အဲသူချိမိသွားရဲဆိုတော့ကြောင့်သူ့ဘက်ရှင်နေကနေပြီးတော့သူ့ရှင်နေအတန်းတလုံးလေးမှာဖွင့်ပြထားဆိုလေသူ့ရှင်နေကအရာလေးကိုသူကနောက်ဆုံးသူမှဖွင့်ပြောဖို့ပေါ့နော်ဖွင့်ပြောမဲ့အရာကိုတွေ့ရဆိုသူ့ energy ကိုကျွန်မခံစားမိရေပေါ့နော်သူ့ energy ကိုခံစားမိရေအော်ဒီရလေးကပါလဲဆိုကျွန်မ clarify you know i'm sorry the words ကပါပြောရတယ်ပေါ့နော်ဒီက clarify clarify ပြန်လုပ်လိုက်လဲဦးမဲ အဲ့တော့ sorry i'm the worst ကပါပြောရတယ်တကယ်လေးကျွန်မပြန်ဆွဲရမယ်နော်ဒီတော့သူကလည်းတောင်းပန်ထားဆိုတော့တနေ့သူနဲ့ကျွန်တော်နည်းလေးပေါ့နော်အဲဒီစကားလေးပြောရင်းနဲ့အခြေတင်လေးကြီးအစဉ်ပြေရလေးကြီးလည်းအဲအစဉ်ပြေရလေးပေါ့နော်ရှင်းနိုင်တယ်ပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်အော်ဒီကလေးပြန်ဆွဲမယ်ဆိုတော့အာ အဲ့တော့ဒီမှာမြင်နေရတာပေါ့နော်အဲ့တော့ဟိုဘာလဲဒီရောက် clarify clarify လောက်ခါမှာ7 or root ကြာရဆိုဒီမှာညနာလေညနာဖုန်းနှစ်ခုကိုမြင်နေရတယ်ဒီမှာမဲ့နေတစ်ခွက်ကပြုံးနေရဆိုတော့လေဟို collector လေးတွေကသူ့ကိုမယုံကြည်ရဘူးပေါ့နော်မယုံကြည်ရလို့သူ့ဘေးနားကနေပြီးတော့ live ချင်းကတ်တယ်ပြောဆိုတဲ့အရာရှိကောင်းရှိနိုင်ရောတဖြည်းဖြည်းသူ့ဘက်ကနေရှိတိုးတဲ့အရာမျိုးလေးပေါ့နော်အဲသူ့မှာလည်းဘေးနားမှာလည်းသဘောကျတဲ့လူရှိခါမှာကျတော့ဘာ correlated လေးရဒီလိုမျိုးယုံကြည်ချက်ရရင်ရှိတာမျိုးပေါ့နော်ဒီလိုရရင်ယုံကြည်ချက်မရှိဘူးဒီလိုက two face လားပေါ့နော်အဲဒီရမှာဆိုရင်သူကအဲသူကတခြားလေးမှာ let bit or let အလေး belief of thing ဆိုလေသူရင်ထဲကနှလုံးသားတစ်ခုကဒီ face ဆိုတာနဲ့သစ္စာတရားတစ်ခုပေါ့နော်သူဟာဟိုသူပြချင်တယ်သူယုံကြည်ပါဆိုတဲ့ကြာလက်ခံစေချင်တာမျိုးတော့မြင်နေရတယ်ပေါ့နော် quality လေးကသူအရန်ကြီးပြုံရေးတာမျိုးတော့မြင်နေရပါဘာကြောင့်လဲဒီလိုကဘေးနားမှာအဲသဘောကျတယ်သူရှိတယ် ဟိုဘောနော်စမ်းပွင့်နေတယ်သူ့အဲ့လိုမျိုးပေါ့နော်အမျိုးသားဖြစ်အမျိုးသမီးဖြစ်ဖြစ်ဒီလိုရမှာဆိုရင်အဲသူ့ပေါ်တကယ်ပဲမှန်ကန်သွားနေပဲချစ်တာလားဆိုတာကို politically ဒီလိုပေါ်အယုံကြည်ချက်အရင်ရင်းမရှိတာမျိုးပေါ့နော် အဲ့လိုမျိုးတော့မြင်နေရတကယ်လို့ဒီလူကကိုယ်လာပြီးတော့မှပေါ့နော်အချစ်ချင်းမြတ်တာဒလဘာကကတော့မကြခင်တင်းဝင်လာပြီးပြောမှပြီးတော့ကျွန်မခံစားမိရပေါ့နော်အဲလူလာပြီးပြောဆုံးမှလို့သူတခြားလေးဆုံးဖြတ်ပြီးပါသူတခြားလေးဆုံးဖြတ်ပြီးတော့မှလေဒီလူကကိုယ်ရှိလာမှလာပြီးတော့မှပေါ့နော်ကိုယ်လာပြီးချစ်ရေးဆုံးမဲ့အရာလက်ခံပါဆိုတာမျိုးသူပြောမှပေါ့နော်ဒီမှာမြင်နေရတာကလည်း တော့ line ပြောဆိုမှာ first impression rules ဆိုတော့လေဒီပစ္စည်းစုံတစ်ခုပေးတာမျိုးလက်လက်ဆောင်တစ်ခုပေးတာမျိုးပေါ့နော်အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်ဒီဒီမှာတွေ့ရတာကိုယ်လာပြီးတော့မှကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကိုလာပြီးတောင်းဆိုတာမျိုးလည်းဖြစ်နိုင်တယ်เนาะတစ်ဖက်သူပါလေ အဲ့တော့တက်လက်ပိုင်းလေးလည်းမြင်နေရတယ်။ဟိုတချို့လေးတွေမှာတက်လက်ပိုင်းတော့မဟုတ်ဘူးပေါ့နော်။ငွေရွေးတဲ့ပိုင်းလည်းမြင်နေရတယ်။ဒါပေမဲ့တက်လက်ပိုင်း energy ကတော့60%လောက်မြင်နေရတယ်ပေါ့နော်။နောက်ဒါမဲ့ဗီဒီယိုအရင်ကိုကလည်းသဘောတော့ကျတယ် quality လေးတွေကပေါ့နော်။ကိုကချစ်မိမယ်ဆိုတာချစ်နေရဆိုတာအရာသူဖွင့်မပြောဘဲနဲ့လည်းကိုတိနေရဲ့ understand ပေါ့နော်။ကိုတိနေတာမျိုးလည်းဖြစ်တိုင်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့ဒီလိုနဲ့ပတ်သက်ပြီးတော့မှအဲမယုံကြည်ရတာမျိုးပေါ့နော်။မယုံကြည်ရတာမျိုးဟုတ်လားဗီဒီယိုမှာလည်းလာဖင်းပြနေရလားငါ့ကိုတကယ်ချစ်ရလားဆိုရယ်ပေါ့နော်အဲ quality လေးရှိမှာ တန်တရားစိတ်သူနဲ့ရှိရာမျိုးဆိုတော့လေဒီလူကိုကိုကဒီလူကိုလာပြီးတော့မှပေါ့နော်အဲသဘောကျတဲ့ချင်းမိကြောင်းလာပြောတဲ့ခါမှာဆိုရင်ဒီလူကိုကိုကအချိန်ပေးဖို့အချိန်ပေးပြီးတော့မှစဉ်းစားမဲ့အရာတော့ကျွန်မခံစားမိရပေါ့နော် quality တွေကဆင်းမဆုံးဖြစ်ဖို့မဆုံးဖြစ်တာမျိုးတော့ကျွန်မခံစားမိဒီလူနဲ့ပတ်သက်ပြီးတော့မှလည်းအဲ့လိုပဲစဉ်းစားမိရအဲ့တော့ဒီပေါ့နော်ကိုချင်းမိသွားတဲ့သူပေါ့နော်ကိုချင်းမိသွားသူ quality နဲ့ဆက်ဆက်ဖြစ်ဖို့ရှိတယ်ပေါ့နော်ချောကလက်လေးနဲ့တစ်ဖက်တူမျိုးပေါ့နော်။ဘာရှိစက်ဖြစ်ဖို့ရှိလဲကြည့်ချင်ပါတယ်။ မှန်စီစဉ်းစားနေရကျမမြင်နေရကိုလက်တလီစဉ်းစားနေရမျိုးပေါ့နော်ကိုလက်တလီရလည်းအဲကိုကလည်းကိုကုံကိုရဲ့ပေါ့နော်အနေအထားတစ်ခုရှိပြီးသားသူမျိုးဆိုတော့ပေါ့နော်ဒီမှာလည်းဒီစဉ်းစားနေရမျိုးပေါ့နော်စဉ်းစားနေရမျိုးလို့အတက်ရအပိုင်းချောင်းကကျမနည်းနည်းလေးပေါ်တော့အဲ့လိုမျိုးခံစားမိတာလေနည်းနည်းတက်လက်ပိုင်းကို40 45အဲ့လို40က45ချောင်းဝန်းကျင်လေးကျမခံစားမိတယ်ဒီလိုကလေအဲ quality လေးရင်းကျက်မှုတည်ငြိမ်မှု သဘောကျနေတဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးခံစားမိရတယ်။အော်သူနဲ့ကိုယ်နဲ့ဘာရှိဆက်ဖြစ်လာမလဲဒီချက်မှလည်းကိုလည်းသူနဲ့ကဖတ်ချင်နေပေါ့နော်။ True or once Two wrong ones. Emperor energy လည်းမြင်နေရတယ်နော် Emperor energy Nairo uh, Nairo cup နော် Nairo cup အော်ရှေ့ဆက်ဖြစ်လာမယ့်အရာမှာဆိုရင်တော့လေအဲဒီမှာမြင်ရတော့တင်လက်ခံလိုက်တာမျိုးသူ့ရဲ့ပန်းပေးတာကိုမကြည့်တင်လက်ခံလိုက်တာမျိုးကျွန်မခံစားမိရဲ့သူသူချစ်မိရဲ့အကြောင်းသူ နောက်ပိုင်းဖွင့်ပြောလာတာမျိုးပေါ့နော်ဖွင့်ပြောလာတာမျိုးသူ့ဘက်ကယုံကြည်အောင်ပြောတာမျိုးဒါကိုယ့်ဘက်ကလည်းသူ့နဲ့ပတ်သက်ပြီးယုံကြည်မှုရရှိသွားတာမျိုးဖြစ်နိုင်တဲ့အချိန်ကာလတစ်ခုကြာတင်စဉ်းစားပြီးမှတင်လက္ခဏာဆိုတော့လေ quality layer သူ့နဲ့ပတ်သက်ပြီးရှင်းရှင်းလက္ခဏာမျိုးတော့မဟုတ်ဘူးနော်ဒီမှာတွေ့ရဂျန်တာသူရဲ့သူတွေလည်းပါနိုင်တယ်နော်ဂျန်တာသူရဲ့သူတွေလည်းပါနိုင်တယ်အဲ့တော့သင်းစီပန်ပေးတာကိုသင်ဟာသင်ကိုယ်တိုင်ကပဲသူ့ကိုတစ်ဖက်သူပေးတဲ့အရာကိုပဲသင်ကိုယ်တိုင်ကပဲအချင်းနဲ့ဆောင်နေပဲဒီပန်းတစ်ခုလက်ခံလိုက်တဲ့ဆိုတော့သူ့ချီဆိုတဲ့အရာကိုပဲသင်ဘက်ကလက်ခံလိုက်တာမျိုးတော့ကျွန်မခံစားမိရေပေါ့နော်ဒီလိုနဲ့ပတ်သက်ပြီးတော့မှကိုယ်အဆက်အသွယ်ကိုက ဒီလိုပေါ်ယုံကြည်မှုရှိနေတာမျိုးပေါ့နော်ဒီလိုကကိုယ့်ပေါ်ကိုတကယ်ပဲအဲပေါ့နော်ဟိုတစ္ဆာရှိမယ်ရှေ့ဆက်သွားဖို့ကွယ်သူသူကကိုယ်နဲ့အတူလိုက်ပါလာမယ်သူဆိုတာမျိုးဆိုတာဟိုကိုယ် quality layer ယုံကြည်မှုပေါ့နော်အပြေဝါသူ့ပေါ်ရရှိသွားတာမျိုးလည်းဖြစ်နိုင်တယ်ဒါအချိန်ကာလတစ်ခုကြာမှဖြစ်သွားမယ်အနေထားပေါ့နော်ချက်ချင်းရောမဟုတ်ဘူးနော်ဒီလိုနှစ်ယောက်ကြားမှာချက်ချင်းရောမဟုတ်ဘူးအဲဒီမှာစဉ်းစားတဲ့အရာမျိုးတော့ကျွန်မခံစားမိတယ်ဒီတယောက်နဲ့ပတ်သက်ပြီးတော့မှာပေါ့နော်နော်နိုင်ရောကအနေထားနော် အဲ့တော့ကနေထားမှာညောင်သားကြမှာကဒီမှာတွေ့ရအောင်ဗောနော်ပျော်ရွှင်မှုလေးတော့မြင်နေရဒါပေမဲ့ဒီလူကနည်းနည်းလေးတော့ဗောလေဒီမှာမြင်နေရကြည့်အဲ မျက်နှာလေးရလေးမျက်နှာ collector လေးရနည်းနည်းမျက်နှာကအရန်ကြီးပြုံးနေတာမျိုးမဟုတ်နိုင်တော့ကတ်မှာဆိုရင်လေအရန်ကြီးပြုံးနေတာမျိုးမဟုတ်ဆိုကျွန်မခံစားရတယ်ဒီလိုအရန်ချစ်တာမျိုးပေါ့အရန်ချစ်တတ်တယ်ဒီသူ့အချစ်ကြောင့်ကိုယ်စိတ်တွေကျင့်ကြရတာမျိုးကိုယ်စိတ်ကိုယ်စိတ်ကဘယ်လိုမျိုးလဲဆိုတော့ဟိုကိုမလွတ်လပ်ရတာမျိုးလည်းဖြစ်နိုင်ရယ်နော်ဒီလိုကိုယ်ချစ်တယ်နည်းနည်းအတအတရှိတဲ့တင်တဲ့သူမျိုးလည်းဖြစ်နိုင်ရယ်နော်ဒီမှာမြင်ရတာလေအတတော့အရှိတဲ့တယ်ဘာကြောင့်ဒီလိုကအဲဟိုဘယ်လိုအတရှိရတဲ့ကံဆိုတာကကော်လက်တစ်လေးကိုသူနေရာတိုင်းမှာအဲဘုံတော့ဟိုဘယ်လိုလဲသူပါ နေရကောလက်တလီပဲတော်တော်ပဲလားသူသိချင်တဲ့အဲဟိုဘောနော်နည်းနည်းလေးကိုကွန်ထရိုးလုပ်ထားတဲ့အရာမျိုးကိုစိတ်ခံစားချက်လေးကြီးဖြစ်လာမှုမျိုးတော့ခံစားမိရဲ့ဘောနော်ကောလက်တလီကကောလက်တလီနောက်ရှေ့ဆက်ပြီးတော့မှသူနဲ့ချစ်သူဖြစ်သွားတဲ့အခါမှာဆိုရင်ဒီလိုကိုဘောကွန်ထရိုးရှိရဲ့အဲစိတ်မချတာမျိုးသူသူ့ဘက်ကလည်းမြင်နေရပါစိတ်မချတာမျိုးကိုစိတ်ပူတတ်တာမျိုးဘောနော်အဲတခြားသူပါသွားမှဆိုရင်လည်းဆိုရင်ဒါမျိုးလည်းဖြစ်နိုင်တယ်ဘောနော် အဲတစ်ဖက်သူကကိုယ်နဲ့ပတ်သက်ပြီးတော့မှပေါ့နော်အဲ့လိုမျိုးတော့ခံစားမိရဲ့အဲကို့အရန်ချစ်တယ်ဆိုတဲ့စိတ်ခံစားချက်တော့ခံစားမိရဲ့ပေါ့နော်ဒီမှာမြင်နေရတာလေအဲသူအရန်ချစ်တဲ့ခါအရန်ချစ်တဲ့အရာကို့အတွက်ကစိတ်အကျဉ်းချက်မျိုးခံစားချက်ကိုဖြစ်ပေါ်စေတာမျိုးလဲတွေ့ရတယ်ပေါ့နော်ဒီလိုနဲ့ပတ်သက်ပြီးတော့မှအဲ့လိုမျိုးမြင်နေရတယ်တင်းနဲ့သူနဲ့ချစ်သူဖြစ်ပြီးနောက်ပိုင်းမှာပေါ့နော်နည်းနည်းချုပ်ချယ်တာမျိုးလဲဖြစ်နိုင်တယ်ဒီလိုကလည်းချုပ်ချယ်တဲ့ control လုပ်တယ်ပေါ့နော် အဲ့လိုမျိုးအတူလေးနဲ့တင်းတဲ့လေးပေါ့နော်အရင်စိတ်လေးပေါ်ပေါမှုမရရှိတာမျိုးတဲ့ခံစားချက်လေးတွေတင်းရရှိနိုင်တယ်နော်တင်းဒီတစ်ဖက်တစ်နဲ့ပတ်သက်ပြီးဘာကြောင့်လဲဆိုတော့ तू ကကိုရမ်းချင်နေရဘူးအဲ့လိုမြင်နေရသူ့ကိုကိုရမ်းချင်နေရချင်နေရလဲအချိန်ကာလတစ်ခုရှိခဲ့တာမျိုးပေါ့နော်အဲပြီးတော့မှလာတဲ့သူကတင်ဖွင့်ပြောတဲ့ညာမျိုးပေါ့နော်တော်တော်ကြာကြာသူ့သူကတင်ဖွင့်ပြောတယ်ဥမဖွင့်ပြောတာမျိုးပေါ့နော်အဲ့လိုမျိုးတော့ခံစားမိတဲ့တစ်ဖက်သူကလေး ကျွန်မနောက်တစ်ခါထပ်ဆွေးလိုက်မယ်เนาะသူနဲ့တင်တဲ့ဘာလေးရှိဆက်ဖို့ရှိအေးပေါ့เนาะဒီမှာကြည့်အောင် viral viral swap เนาะ viral swap မြင်နေရတယ်เนาะ viral swap အဲ့တော့နာကျင်ရတာမျိုးသူနဲ့ပတ်သက်ပြီးနည်းနည်းလေးပေါ့နော်ကိုစိတ်ကိုစိတ်နာကျင်ရတာမျိုးဖြစ်နိုင်တယ်လို့ဒီမှာမြင်နေရကိုအဲ့လိုမျိုးပေါ့နော်သူနဲ့ကိုနဲ့ကြားတဲ့မှာကရှေ့ဆက် energy မှာဆိုရင်ဒီလိုမျိုး ကိုပေါ်အရင် control လုပ်တဲ့ခါမှာကိုရဲ့ပြောမှုဆိုမှုတွေကြောင့်သူ့ရဲ့စိတ်ထဲမှာကိုကြောင့်နဲ့အဲသူစိတ်အနှဲငယ်နာကျင်ရတာမျိုးလဲကျွန်မခံစားမိရယ်เนาะဒီမှာတွေ့ရတာလေအဲအဲ့လိုမျိုးအရင်ချစ်တာကြီးကကျတော့လည်းအရင်သိမကောင်းဘူးเนาะအဲ့ဒီချစ်တာချစ်တယ်ဒီပေါ်မှာအရင်ချုပ်ချယ်တာကြီးပါလာရင်တော့မကောင်းတော့ဘူးเนาะအဲ့လိုမျိုးနှစ်သက်ချာမှာချစ်တာကိုချစ်တယ်ဒါပေမဲ့ချုပ်ချယ်မှုလေးပါတတ်တယ်เนาะအဲ့လိုမျိုးမြင်နေရတယ်တစ်ဖက်သူနဲ့ကိုနဲ့ချားနေမှာပေါ့เนาะ တော့ဒီမှာတွေ့ရတာနည်းလေးသူ့ဘက်ကမာကျင်မှုမြင်နေရတယ်ကိုယ့်ရဲ့အပြောဆိုနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်သူကိုယ်နဲ့ control လုပ်တာနဲ့ပတ်သက်ပြီးတော့မှာအဲ့လိုမျိုးကခံစားမိရပေါ့နော်အဲ့တော့ဒီလူနဲ့ပေါ့နော် quality နဲ့ဘာရှိသဖြင့်လဲသိချင်ပါတယ်ရှိသဖြင့်မှာတော့စရောဝမ်စ်နော်ဘလူးဝဲဖြစ်တာတော့တနုံညကတော့ရှေ့ဆက်ပြီးတော့မှာပြောရှင်းသွားနေပဲလက်သွဲဝမယ့်အရာဆိုတော့နောက်ဘက်မှာတွင်သူကတင့်ကိုပေါ့နော်ဟို နားလည်မှုတွေပေါ့နော်ဒါမှမဟုတ်လည်းတင်းကိုအရင်ကွန်ထရောလုပ်ခွင့်နဲ့တင်းကိုတင်းပြောရှင်တာပဲအဲမြင်ချင်တဲ့စိတ်တစ်ခုနဲ့ပဲတင်းကိုလှုပ်လှပွားပွားဆောင်နေပဲအဲတင်းကိုပေါ့နော်ဘယ်လိုမျိုးလဲအရင်ချုံချုပ်ချယ်ပဲနဲ့ပဲတင်းဖြစ်စေချင်တဲ့အရာဆန္ဒတစ်ခုလည်းရောတာလည်းဖြစ်နိုင်ရယ်နော်ဒီလူကလေအဲ့တော့ဒီမှာတွေ့ရတော့ဆက်ဆက်ချင်းတင်းတို့တင်းနဲ့သူနဲ့ချစ်သူစားဖြစ်ခါစားအချင်းတစ်ခုမှာနည်းနည်းလေးအဆင်ပြေမှုလေးတွေပေါ့နော်အဲကွန်ထရောလုပ်မှုတွေရှိနိုင်ရယ်ဒါပေမဲ့နည်းနည်းလေး ကြာသွားတဲ့ခါမှာတော့ညှက်သွားကြရတော့လုံးဝ AC ပေါ့နော်အဆင်ပြေသွားတာမျိုးအဲတင်တင်ပေါ့အစာရလိုက်ရောမှုနဲ့သူရှစ်ဆက်သွားတာမျိုးတော့ခံစားမိစစ်တော့ဟိုအန်ဆိုတော့လေ battery ပေါ့နော်အဲသူ့ဘက်ကလည်းဒီလုံးနဲ့ပတ်သက်တဲ့စူးစမ်းမှုတွေလည်းရှိတယ်ကိုကိုလည်းဒီမှာတွေ့ရတာလည်းဆက်ချမ်းတောင်ထားမဲ့သူဆိုတော့မြင်နေရပထမပိုင်းတော့အရင်ကြီးသိမ့်မတွေ့ရဒါပေမဲ့နောက်ပိုင်းမှာတော့အဲဒီလူနဲ့ကိုနဲ့ကြာမှာတော့လုံးဝနားလည်မှုအပြေအဝလေးနဲ့ ရှိဆက်သွားတဲ့ connection တခုတော့တွေ့ရပါတယ်နော်။ပိုင်အ sorry quality delay အဲ့တော့ quality delay ချိန်မိသွားတဲ့သူတယောက်ကြောင့်ခေါ်တာဒီလောက်ပါပဲနော် quality delay ဒီ view လေးကိုအဲကျင်းနေမယ်လို့မျှော်လင့်ပါတယ်နော်။အဲကျွန်မတက်တယ်ဒီဘက်ရောက်သွားနော် sorry sorry ကျွန်မဒီမှာကင်မရာနည်းနည်းနေရာလေးရွှေ့ထားတော့အရင်ကျွန်မပုံအောင်ဖြစ်လို့အဲ့တော့ဒီမှာတော့ကတ်ကလေးရဒီမှာနောက်ဆုံးကတ်လေးရဒီမှာနှစ်ယောက်သားကြမှာတော့အဲတူတူပေါ့နော်ဖြတ်တန်းသွားတဲ့ energy လေးတော့ကျွန်မခံစားမိဆိုတော့ ညသွားတော့ရေနောက်နောက်ကမှတော့ပြန်လိုက်ပြီးတော့မှနားလည်းမူရရှိစွာနဲ့ပဲစီပြွားတဲ့ connection လေးကိုတွေ့ရတယ်เนาะပျော်ရှင်ရပျော်ရှင်ရတဲ့ connection လေးလည်းတွေ့ရတယ်ဗောနောအစာပိုင်းကအရင်အစ်အစ်အဆင်ပြေမှုတော့သိမြင်ရအောင်ဗောနောအဲ့တော့တင့်ကိုချိမိသွားတဲ့သူတင့်ကိုလာပြီးတော့မှချက်ခွင့်လာပါလာပန်ဖို့လည်းမြင်နေရတယ်เนาะတင့်ကိုချက်ခွင့်လာပန်ဖို့တွေ့နေရပါတယ်တိတ်အမ် မနလေးသူ့ဘက်ကနေပြီးမှလအနေငယ်စမှာ5တွေပဲမြင်နေရဆို9လအတွင်းတော့ဖြစ်နိုင်ရနော်9လအတွင်းပေါ့နော်9လအတွင်းတင်လာပြီးတော့မှချစ်ခွင့်တင်ချစ်မိရဲ့အကြောင်းတင် crush လည်းဖြစ်နိုင်ရပေါ့တင်တင် crush နေတာမျိုးပေါ့တင်သဘောကျနေရဲ့တင်လာပြီးတော့စကားပြောဆိုနေတယ်ဒါပေမဲ့တင်တင် crush ကအဲပြောမယ်ဆိုလို့ရှိရင်နနလေးမျက်နှာများတဲ့သူမျက်နှာ sorry မျက်နှာများတဲ့သူဆိုတာထက်သဘောကျတဲ့သူများနေရပါဘောเนาะသူသဘောကျတဲ့သူများဆိုခါမှာတင်အရင်လက်မခံပိုင်းနဲ့အချိန်ကလာတစ်ခုကျမှစောင့်ကြည့်ပြီးတော့မှတင်သူ့လက်ခံတဲ့အရာမျိုးပေါ့เนาะအဲ့လိုခံစားမိရတူတူကလည်း အဲ့လိုမျိုးကကျွန်မခံစားမိတယ်အဲအဲ့တော့ဒီနေ့ဘောနောတေကိုချိမိရတဲ့သူတယောက်အကြောင်းကတော့ဒီလောက်ပါပဲเนาะအဲ့တော့ collective လေးတဲ့ view လေးကိုကျင့်နေမှလို့ညွှန်လဲပါเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့ view လေးမှလို့ချမယ်เนาะ